ရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကကိုထက်ကိုပါဟုတ်ပြီဗျာအသက်က30ပါဆရာကြီးဟုတ်ပြီမလေးရှားမှာပါပလတ်စတစ်ဆက်ယုံမှာလုပ်ပါတယ်တဲ့အဲပူမယ်နော်ဟုတ်ကဲ့ညှော်မှာပါပလတ်စတစ်ဆက်ပူမယ်အညှော်ပြင်းမယ်ဟုတ်ကဲ့ဆရာကြီး ဆရာကြီးခင်ဗျားတဲ့အရင်ကတဲ့ဘောကံပြီးလဲသွားတယ်တဲ့လဲသွားတဲ့ခြေတော့ပေါ့နော်ဆေးလိန်ဆေးထုတ်ပြီးတော့တဲ့တက်ပါခဲ့ပါတယ်တဲ့အဲ့ဒါဒူးတဲ့ခြေချင်းကိုဘယ်လိုပြောလဲညာဘက်ခြေချင်းဝတ်ပါတဲ့ဟုတ်ပြီဟုတ်ပြီဒါဖြစ်တတ်ပါလေဟောအခုကန်းဆရာတို့လည်းငယ်ပြန်ဖြစ်တာတဲ့အခုပေါ့နော်အဲ့ဒီဟာပြန်ဖြစ်တာရောင်တာတဲ့ရခင်လို့တဲ့ဆေးလိန်ဆေးထုတ်တာတဲ့မတက်တာတော့လို့ပါတဲ့ဘယ်လိုလုပ်ရမလဲဆေးအပူချောင်းပါတဲ့ ဟုတ်ကဲ့ဆရာကြီးစီးအပူလုံးဝရှောင်ပါလို့နော်နောက်ရေချိုးတော့မယ်ဆိုရင်အဲ့ချီဝါကိုရေဆွတ်ပြီးတော့စားနဲ့အလျားလိုက်ပို့ပါကလန့်ပြတ်မပူပါနဲ့လို့ဟုတ်ကဲ့ဆရာပို့ပြီးအေးတာကိုပဲလိမ့်ပါလို့ဟုတ်ကဲ့ပါတရခါလိမ့်လိမ့်ကရမက်လိမ့်လိမ့်လိမ့်ပါပြီးရင်ချီစုလေးတွေ့ဘူးလားဟုတ်ကဲ့ဆရာဒူးစုတွေချီစုတွေလေအဲ့လိုချီစုမျိုးလေးအမျိုးအစားကောင်းကောင်းပေါ့ဖဏောင်လေးပေါ်ပြီးတော့ဟိုဟာလေးဟုတ်တယ်ဖဏောင်လေးချီချင်းဝက်ကိုပဲဟိုဟာလို့တဲ့ချီချင်းဝက်လေးရဲ့ ဟိုချီချီမာလေးရဲ့ချီဖမိုးလေးချီဘွားလေးရဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဆရာအဲ့ဒါမျိုးလေးအမျိုးစားကောင်းကောင်းနော်ဟုတ်ကဲ့ဆရာနိုင်လွန်ဆွေသိမ့်မကောင်းလာဘူးဟုတ်ကဲ့နိုင်လွန်ဆွေသူအပူပြန်တာဘူးဟုတ်ကဲ့ဆရာချီတဲတို့တူပွေးတို့ကျတော့ဈေးတော့နည်းကြီးရဲ့ဟုတ်ကဲ့ဆရာနော်အဲ့လိုဟာမျိုးလေးဝတ်ပေးကြရဖြစ်ကိုကျမ်းမကြီးကိုစောက်ရှောက်ပါလို့ဟုတ်ကဲ့စောက်တို့ဒူးတို့ခါတို့อ่ะဒါလူမျိုးကောင်းတရားသားတယောက်အတွက်အသုံးချအောင်ခန္ဓာကိုယ်အစိတ်ပိုင်းနေပါပဲဟုတ်ကဲ့ပါဆရာ ဈေးအပူမလိမ့်မှုလည်းတတိထားပါနော်ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်းဘုရားရှင်းကြပါစေဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကမတ်စုမြတ်ပါဟုတ်ပြီအသက်က34နှစ်ပါဆရာကြီးအရွယ်ကောင်းလေးတွေနော်ဟုတ်ကဲ့ဆရာကြီးပုံဆွဲအင်ဂျင်နီယာတဲ့စင်ကာပူကပါပုံဆွဲအင်ဂျင်နီယာဟုတ်ပြီအင်ဂျင်နီယာကွန်ပျူတာနဲ့ပေါ့နော်ဟုတ် ကွန်ပျူတာနဲ့လားဟိုအားနဲ့လားလို့ဟုတ်ပါတယ်ဆရာကြီးရှင်နဲ့မနေ့3နာရီကနေ9နာရီကြားဆိုရင်နဲ့အသက်ရှူကြက်တလို့မွန်းတလို့မျိုးဖြစ်နေလို့ပါတဲ့မနေ့3နာရီရှင်ငယ်9နာရီကြား9နာရီကြားမှာဟုတ်ကဲ့ဆရာကြီးတနေကုန်အကောင်းပါတဲ့ဟုတ်ပြီကိုဗစ်ကတဲ့နှစ်ခါဖြစ်ပြီးမှဖြစ်တာပါတဲ့ဟုတ်ပြီဖြစ်တာလည်းနှစ်နှစ်ရှိပါပြီတဲ့ ဟုတ်ပြီဗျာကြက်တလို့ဖြစ်လို့ဆက်အိတ်ရင်းနဲ့ခေါင်းမှာကြိုက်ပါတယ်တဲ့ဟုတ်ပြီစေကန်းပြတော့တဲ့စိတ်ဖိစီးမှုရှိတယ်လို့ပြောပါတယ်တဲ့ဟုတ်ပါပြီတမီးကတဲ့ပျော်အောင်နေပါတယ်တဲ့ခရီးတွေလည်းထွက်ပါတယ်တဲ့အလုတ်ဖိစီးမှုတော့နည်းနည်းရှိတာပေါ့တဲ့တမီးကိုအကြံပေးပါအောင်ရှင်းတဲ့တမနဲ့အရာမထခင်ထရပါပဲအချိန်ပဲ၃နာရီနဲ့၅နာရီဆိုတော့ဟုတ်တကယ်တော့အဲ့ဒီအချိန်ကအိတ်ကောင်းမယ့်အချိန်တမီးဟုတ်ကဲ့နော် တာမန်လူဆိုရင်အိတ်ကောင်းမယ်ချင်းအလုပ်ထူးမရှိရင်လေအဲ့ဒါနှင်းတစ်စိုက်တဲ့အိတ်တဲ့အချင်းလေးလောက်ရမယ်ဟုတ်ကဲ့အဲ့လို노လာပြီဆိုတော့နော်ဟုတ်ကဲ့ပါဆရာထထိုင်လဲမယ်စိတ်မကူနဲ့ကိုဟာကိုပြန်ပြီးတော့စုံမအသက်ကိုဝါဝါနှာခေါင်းဝါရှူသွင်းရှီရှီရှူသွင်းဟုတ်ကဲ့ပါဇက်ကထုတ်နော်ဟာအဝါရှူသွင်းဟာဆူလူတာ အထဲမှာအောက်ဆီဂျင်ဓာတ်ပြည့်လာစီကျင်တာပေါ့ဟုတ်ကဲ့ပါဆရာအဲ့လိုရှူသွင်းပြန်ထုတ်ရှူသွင်းပြန်ထုတ်လို့နော်ညာဘက်ကိုဆောက်ရရနေပြီအချိန်20လောက်လို့ပြီးပက်လက်လေးလှမ်းအိပ်ပြီးတော့အဲ့လိုဗိုက်ကြီးဖောက်လာအောင်ရှူသွင်းဗိုက်ချက်တော့ပြန်ထုတ်ရှူသွင်းပြန်ထုတ်နောက်ဘေဘုတ်ကိုတလဲလှည့်ပြီးဆောင်းလိုက်အဲ့လိုဘယ်ဆောင်းညာဆောင်းပလက်လှမ်းပြီးတော့အသက်ရှူလေးကျင်ကန်လှုပ်ပေးခြင်းအဖြစ် မိယောဂတက်တာပါတိုင်ပါတယ်လို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးပဲအစာဝအနာကင်ပြရာရှင်းကြပါစီဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကမဆုလက်ဝေပါဟုတ်ပြီအသက်က33နှစ်ပါဆရာကြီးအေးကွာအရွယ်ကောင်းလေးတွေမေးကြတယ်နော်ဟုတ်ကဲ့ဂျပန်မှာပါတဲ့အကြောင်းတည့်ရင်အလုပ်လုပ်နေပါတယ်တဲ့အေးကောင်းလိုက်တာဟုတ် ဆရာကြီးရှင်တဲ့အသက်20ကျော်ကလေးကတဲ့သပင်ဖြူစပောက်တာပါတဲ့ဟုတ်ပြီဂျပန်ရောက်တော့တဲ့ရွက်စင်းရည်တွေတောက်ပါတယ်တဲ့ရွက်ရွက်စင်းရည်တွေသူကအရွက်22မျိုးလို့52မျိုးလို့စင်းရည်ဟုတ်ကဲ့ရွက်စင်းတွေညှက်ထားတဲ့အရည်ပေါ့ဟုတ်အမှုန်နေပေါ့နော်ဖြော်တောက်တာဟာဟုတ်ပြီအခုတဲ့ apple viga vinegar ပေါ့နော်ပန်းသီးရှာလကရည်တဲ့တောက်နေပါတယ်တဲ့ဟုတ်ပြီဗျာသပင်ဖြူပောက်တာတက်တာအောင်တဲ့ဘလို့နေထိုင်စားတောက်ရမလဲတဲ့ဟုတ်ပြီ ဲ့ဒါတော့တမီစီမီပြည့်တောင်ဘလူးနေတဲ့စားတောင်အောင်လဲဆိုရင်အပူစားတွေကိုလျှော့လိုက်ပါလို့ဟုတ်ကဲ့ဆရာကြီးနော်ခုနကပန်းသီးရှာလကာကြီးဆိုတာပန်းသီးရှာလကာကြီးကလည်းပဲဒီလိုရှာလကာကြီးနဲ့ဖြော်မယ်စားပန်းသီးကိုရတမ်းမှန်ဖြော်တော့လို့မရဘူးလားဟုတ်ကဲ့ဆရာကြီးရှာလကာရဲ့တက်တီကအဘူတက်ပါတာပဲဟုတ်ကဲ့ဆရာဓာတုပစ္စည်းတမျိုးပဲလေဟုတ်ကဲ့ငါဘာလို့လဲဆိုတော့ဖြူတယ်ဆိုတာမှန်သမျှပူလို့ပါစေးဆရာလို့သူကရှာထုတ်စမ်းဆိုခိုင်းတယ်ရှာရေးဖြူနေတယ်အဲ့ဒါပူတဲ့သမတ်တယ် ဟုတ်ကဲ့ဆရာမျက်လုံးအောက်ကသွေးကြောလေးတွေကြီးတယ်ဟုတ်ကဲ့ဆရာမျက်လုံးသွေးကြောလေးကညီမနေပဲဖြူနေတယ်အဲ့ဒါလည်းပဲပူတယ်လို့အပူများတာပဲဟုတ်ကဲ့ပါဆရာရာသီသွေးကိုမေးကြည့်တယ်ရာသီသွေးကအဖြူဆင်းလာဆိုဆင်းလာမှရာလေရတဲ့အနံလေးဆိုဆိုအဲ့လေအပူများတာပဲဟုတ်ကဲ့ပါဆရာလက်သေးလေးတွေကိုကြည့်တယ်လက်သေးလေးတွေမှာပွင့်နေတယ်ဆိုတော့နော်ဟုတ်ကဲ့ပါဆရာအဲ့ပွင့်နေတယ်ဆိုလည်းအဲ့ဒါပဲအပူများတာပဲဟုတ်ကဲ့နောက်ပူဆိုးတာကတော့အခုခေတ်မှာကုလသမဂ္ဂကတော့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ပြောတယ်နော်အဲအမျိုးသမီးတွေအမျိုးသားတွေပို့ခရူးဆိုင်ပါတဲ့ဟုတ်ကဲ့ပါဆရာကြီးဘာကြောင့်အရေပြားမှာလူကဒမလို့ခေါ်တဲ့ခရူးသိန်းတွေအဖြစ်များကြတယ်တဲ့ဟုတ်ကဲ့ပါဆရာကြီးဟုတ်တယ်အခုဆရာတို့စေးကူးတဲ့အခါမှာအဲ့ဒါအများကြီးတွေ့ရတယ်ဟုတ်ကဲ့ပါဆရာကြီးဒါပေမဲ့ထင်ရှားတဲ့နေရာတွေမှာတိတ်မတွေ့ရဘူးဘလို့နေရာမျိုးတွေ့လဲဆိုရင်အတွင်းကအင်ကြီးဝေလို့ချွေးတဲ့နေရာတို့နော်ဟုတ်ကဲ့ပါ နောက်ဒီအင်ကြီးနဲ့ထမိန်နဲ့စက်ကြားပေါ့စက်ကြားမှာဟုတ်ကဲ့စက်ကြားလို့နေရာဒီမှာအဲ့ဒါအဲ့ခယူသင်းနေအဖြစ်များတယ်ခယူသင်းဆိုတာလည်းပဲတကယ်ပြောတော့ဟိုကုယံခက်ခဲသောယောဂအရေပြားနဲ့ပတ်သက်လို့ကုယံခက်ခဲသောယောဂ၅မျိုးရှိတယ်အဲ့ဒီမှာသူကလည်းပဲအစ်စ်နှစ်လောက်မှာရှိတယ်ကျွန်တော်မလို့အဲ့ဒါဖြစ်မှာကုရတယ်မဖြစ်အောင်ကာကွယ်ဖို့လိုအပ်ပါတယ် ဘာနဲ့ကာလို့ဆိုအပူတွေလျှော့ပါလျှော့ပါအပူတွေအစားပူတွေလျှော့ပါအနေထိုင်ပူတွေလျှော့ပါအဝိအစားပူတာတွေကိုလျှော့ပါဝတ်တယ်ခြည်တယ်ပဲပဲပေါ့အိတ်တယ်မှုရနိုင်မဖဲနဲ့မှုရမှာတင်မျိုးခင်းဒါမှမဟုတ်တင်မျိုးကြီးအိတ်အခုဆရာအေးဆိုဆရာပြတယ်အိတ်ကြီးမှတည်တာဟုတ်ကဲ့ပါဆရာတင်မျိုးသမီးမြင်ဘယ်နှစ်ခဲနာလဲ၄တက်အရှင်၄တက်နော်ဟုတ်ကဲ့ပါဆရာ ခါအောင်မှာအတူလေးထက်ပါသေးနော်ဟုတ်ကဲ့ပါဆရာအဲ့လိုအဲ့တော့ဘာကောင်းလဲဆိုရင်ပူနေချိန်မှာဆိုရင်လေသူကအေးတယ်ဗျဟုတ်ကဲ့ပါဆရာအေးနေချိန်ကျတော့လေပဲသူ့အငွင်းနဲ့သူနှွေးတယ်ဗျဟုတ်ကဲ့ပါဆရာဂျာမလို့မှုရကြီးကောင်းအိမ်မဲ့အစားဆရာတော့မြန်မာနိုင်ငံမှာတင်တင်မျိုးပြတိတ်ကုသိုလ်ကောင်းတယ်နော်ဟုတ်ကဲ့ပါဆရာရလွယ်တယ်ပေါ့ကုသိုလ်ကောင်းတယ်ဆိုတာဟုတ်ကဲ့ပါဆရာအဲ့တင်မျိုးပြသုံးလေးတန်းနဲ့ခင်အိတ်ထားဂျမရဲ့အတွက်အစ်မြတ်ဆုံးပါလို့မေခွန်းရှင်ရော နာသရဆင်တွေဆိုင်ကြံပြပါတယ်ဆရာကြီးကိုယ်တိုင်လည်းအခုအသက်80ကျော်တဲ့ကျော်လာသည့်အထိနော်အဲ့လို HR အဖြစ်ဆရာကြီးကျမ်းမာကြီးကအများကြီးအထောက်ပံ့ပြုပါတယ်ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်းဘုရားရှင်ကြပါစေဗျာ